ျမရဲ့နှလုံးသားနေမြေတွေကိုခိုဝင်နာကူပူသူ၃ယောက်ရှိခဲ့တယ်။နှွေးဆိုရဲကျမနမေကိုရှင်ခုံကျင်စရာကောင်းအောင်ခေါ်တဲ့သူရဲ့ဩဇာအပြည့်နဲ့ခေါ်တဲ့သူရဲ့နှွေးထွေးစွာခေါ်တဲ့သူရဲ့ပေါ့ င်္ဂလာပါဆရာမကြီးကျွန်တော်တို့က22 media ပါအင်တာဗျူးပေးဖို့ဖုန်းဆက်ထားတဲ့ဒီပါဆရာမကြီးဟင်းအထင်းဝင်လေလားထိုင်ကြနော်ထမင်းရောစားပြီးကြပြီလားဟုတ်ကဲ့ဆရာမကြီးစားပြီးမှရုံးရနေလာခဲ့တာအဲ့ဆိုအမောပြေရေလေးတောက်ကြပါ ါဆိုကျွန်တော်တို့အင်တာဗျူးစလိုက်ကြပါမင်္ဂလာပါဆရာမကြီးဟုတ်မင်္ဂလာပါဆရာမကြီးရေးသားထားတဲ့ချစ်အပ်ဆုံးသူဆိုတဲ့ဝတ္ထုကအခုဆိုရင်ရုပ်ရှင်လေးနဲ့ပြန်လဲပုံဖော်ရမယ်ဆိုတော့ဆရာမကြီးအနေနဲ့ဝမ်းတာပီတီစကားတန်လေးညှောက်သေးပါအတိုင်းမသိဝမ်းတာရပါတယ်ဒါကဖန်တီးသူရိုင်းရဲ့အိမ်မက်ပဲလေစာလုံးကနေပြီးတော့အယုတ်ဖြစ်မြင်ရမှာဆိုတော့ဆရာမအနေနဲ့အရန်ဝမ်းတာပီတီဖြစ်ရပါတယ် ချစ်အားလုံးလို့ဆိုတဲ့ဝတ္ထုမှာပါဝင်တဲ့ဇောက်အောင်မင်းကလေးอ่ะဆရာမကြီးကိုယ်တိုင်လို့ပြောနေကြတာဟုတ်ပါသလားမငင်းတော့ပါဘူးကွယ်ဆရာမရဲ့စာဖတ်ပရိသတ်တွေအားလုံးဟာအရင်အောင်ချစ်ဖို့ကောင်းကြတယ်ဆရာမရဲ့စာအုပ်ထဲကစကလုံးတိုင်းကိုတိတိကျကျလေးအတိအကျဖတ်ကြတဲ့အတွက်ဆရာမပရိသတ်တွေကိုလေးလေးလေးစားတယ်ချစ်လဲချစ်တယ်အဲဆိုအဲ့ဒီဝတ္ထုမှာဆရာမကြီးရဲ့ဘဝစာကြောင်းတွေပါဝင်တာပေါ့နော် ပါပါတယ်။ဆီယာမရဲ့ဘဝအစိတ်ပိုင်းတော်တော်များများဒီစာအုပ်ထဲမှာပါပါတယ်။စာအုပ်ရေးသားဖြစ်ခဲ့ပုံကိုလည်းမျှဝေပေးပါအောင်ဆီယာမ။အာဒီစာအုပ်ကိုရေးဖြစ်ဖို့အဓိကတွန်းအားပေးခဲ့တဲ့သူ၃ဦးကြောင့်ပေါ့ကွယ်။အဲ့ဒီ၃ယောက်ဆိုတာရောစာအုပ်ထဲမှာပါတဲ့ဇာတ်ကောင်၃ယောက်ကိုပြောတာလားဆီယာမ။ဟုတ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဆီယာမကြီးရဲ့စာဖတ်ပိဋကဆိုတော့ဇာတ်သိမ်းနဲ့ပတ်သက်ပြီးတော့အသိဉာဏ်ကြီးတွေတခုရှိတယ် ကျွန်တော်လိုပဲဆရာမကြီးရဲ့စာဖတ်ပြည့်တဲ့တည်းအားလုံးလည်းသိကြမယ်လို့ထင်ပါတယ်။အဲ့ဒီမေးခွန်းလေးကိုမေးခွန်းပြပါဆရာမကြီး။ဟုတ်ကဲ့မေးပါ။စာအုပ်ထဲမှာနွယ်ဆိုတဲ့ကျမရဲ့နာမည်ကိုရှင်ကုန်ဆရာကောင်းအောင်ခေါ်တဲ့သူရဲ့ဩဒါကံအပြည့်နဲ့ခေါ်တဲ့သူရဲ့နွေထွေးတာခေါ်တဲ့သူရဲ့ဆိုပြီးစာသိမ်းမှာရေးထားပါတယ်။တကယ်လို့ဒါအဲ့ဒီ၃ယောက်ထဲကအချက်အလက်ဆုံးသူတယောက်စီကိုလိမ့်မှုပြီးစာပို့ရမယ်ဆိုရင်ဆရာမကြီးဘုသူစီကိုပို့ချင်ပါတယ်လား။တစုံတယောက်ကသာကျမကိုထူးထူး၃ယောက်ထဲက အချစ်ရဆုံးသူတယောက်စီလိမ့်မှုပြီးစားတစောင်းရေးပါလို့ဆိုလိုက်။ကျမခုလိုပဲရေးလိုက်ချင်ပါတယ်။ကျမနမရနွယ်ပါ။အရာရာပြောစရာကောင်းပြီးအပူပင်မရှိတဲ့ဘွားတွေမှာအယောင်ဆုံးနေ့ရက်တွေကိုဖြတ်တန်းနေတဲ့ကောင်မလေးတယောက်ပေါ့။နွယ်ဘွားရဲ့ပျော်ဆုံးချိန်တွေကိုပြောပါဆိုရင်ဆယ်ရန်သက်ခါနေဒီနွေရာတီပိတ်ရက်ပါပဲ။ ဟုတ်ရယ်ဆာဗစ်စစ်တော့တာပြီလားစစ်တော့ပြီကောင်မလေးဆာဗစ်ဖြစ်နေရလား စောင်းတဲ့ယေရှုပြည့်စုံတဲ့တန်ဖိုးတဲ့ရောပြရမစောင်းဟိုမှာရေးထားရတယ်။ကိုနာကလည်းနည်းပါယေရှုသားလေးရပါရဲ့။ဘာနဲ့နည်းပါပါလဲ။ဒီမှာအထက်မှာရေးရဆိုလို့မင်းတော်ပြက်ကုန်စာတော်ထွက်လို့မြတ်တော့။တစ်ခါတလေမှဖြစ်တာပါ။ငါးနေကြခောက်တယ်ပဲ။လျှော့ပြလိုက်ပေါ့။အဲ့ဒါပဲတစ်ခါလေးဆူပြီးလျှော့ပြလိုက်ရင် ပို့ဆိုးသွားလိမ့်မယ်။စီကံစီကံမပေးစားဖို့တော့။အမလေးဖြစ်တယ်လေရောတစ်ခါနောက်မှငါတော့ အေးငါဆိုင်ရလာနေလို့စီမရှိကမ်းမရှိတယ်မငါလေးငါပိုကြိုက်လေးပဲညာအတားဒါဒီနေ့ငါနေမဲနွယ်မလားဟုတ်နွယ်ပါမနက်မင်းလောလောပြန်ပြီလားကွာတော်လေကုတုမင်းစာဖို့ပြန်ရောတောင်းနေဆို ုတ်တယ်လေဘာပြောလို့လဲအေးမင်းအဲ့လိုကြက်ကြက်လို့ကြာလိုက်ဖောက်တယ်ကြောက်နိုင်ပြီထွက်ပြေးကုန်လဲလက်မပြေးပါဘူးဗျာဒီမှာတရလုံးရှိတယ်ရှင်ဟုတ်ပါတယ် နွေကအားလက်ချင်းကိုစာအုပ်ဖတ်ရင်ချိန်ကုန်ရတာကိုသဘောကျတယ်။အဲအားကြောင့်လဲနွေကစာအုပ်ဆိုင်ကိုခဏခဏရောက်ဖြစ်တာပေါ့။တခါတလေစာအုပ်ထဲကဇက်ကောင်တွေကကိုဖြစ်သွားပြီးအချစ်ဇလန်တွေကိုစိတ်ကူးယဉ်မိတဲ့အထိပါပဲ။ လာပြီအေးမေးဒီနေ့ပဲစီတွေတက်တယ်မေးရေဒါဆိုခိုင်းလို့လောက်နာတော်သေးရောပေါ့ဟုတ်တယ်ပွဲရုံမှာလည်းအဲ့ဒီအကြောင်းအနေပဲပြောနေကြတာဟိုဈေးကဆက်တက်ဖို့ပဲရှိတော့တာနော်ဟိုအချိန်တွေကိုကြည့်ပြီးတော့ဈေးကောင်းရရင်ရောင်းလိုက်တော့မယ်ဟာဒါဆိုခိုင်းလို့သုံးလစာမြတ်တာပေါ့ဟောဒါပေါ့ဟိုတိတ်လဲပြောမနေနိုင်ဘူးနော်တတိယထားပြီးရောင်းအောင်မှာအင်းမဖေးရဲ့ဩအဘေးကိုလူတတိပြောင်းလာတယ်တင်တယ်ဟုတ်လားကောင်းတာပေါ့ဒါဆိုခိုင်းလို့အိနေချက်ဖို့တရပါတော့နော် မလီဘလို့လူမျိုးမှမသိဘူးအခြေအနေကိုစောင့်ကြည့်ပါဦးမိမယာအေးမဖေရဲ့လာပြေ တေချာလှုပ်စမ်းပါကွာမင်းတို့ကလှုပ်လိုက်လင်လေတဲ့အမြဲတမ်းဟိုလေဒီလေးကနဲ့တော်တော်လေးလှုပ်စမ်းပါလူငယ်တွေပဲကွာမင်းတို့ကလည်း ီးဆိုတာနဲ့နှွေးနာမှာဂီတာတီးတန့်ကိုကြားနေရတ ဒါပေမဲ့ဘယ်တော့မှတခြင်းတစ်ပုတ်ကိုစုံးအောင်မတီးပဲရရက်သွားတာကိုတော့နှွေတတိထားမိတယ်။နှွေလည်းဂီတာတန်များဆက်ချရအောင်မလားဆိုပြီးမျောလင့်မိပေမဲ့လေဂီတာတန်လေးကတော့ထွက်မလာတော့ပါဘူး။ ွေ့မယ်နော်ဟမ်ကိုထူပါလားကိုနိုင်လည်းမတွေ့မိဘူးငနိုင်ခီးသွားတယ်တပတ်တော့ကြောက်အောင်အာကြောင့်မစားဥဆိုင်ကြီးတိတ်ဆိတ်နေတာဟိုအဲ့ဒီကလေဇီစာကြောင်လုံးနဲ့ကိုနိုင်မိမပေးစားလိုက်ပါလားမိမယူချင်တဲ့ယူလို့ရတာပေါ့သူမသားသမီးယူပြီးရှာကျွေးရအောင်ညီတို့ငါတို့ကျွေးကြောင်မှာနားလည်ပါမလားအမေနွေလက်ခု၁၀ရက်ရောက်နေပါပြီနော်ကောင်းပါလေ၁၀ရက်အောင်အောင်ဖြေနော်ဝတ္ထုတွေပဲဖတ်နေနဲ့စာရည်လည်းကြွချက်ထားအောင်ဟုတ်ကဲ့ပါကိုထူးလဲလေကိုနိုင်လို့ဖြစ်လာပြီတိလား ပွားစီပွားစီနဲ့ဟာဒီကောင်မလေးလူကြီးကိုအရာအလုံးကဒီစာအုပ်လေးနဲ့ပဲစာခဲ့တာပါ ခုတလောနွေပတ်တဲ့စာအုပ်လေးတွေမှာအယုတ်လေးတွေကိုတတိထားမိတယ်။စာအုပ်နောက်ကျော်မှာခဲတဲ့နဲ့ရှောက်ချစ်ဆွဲထားတဲ့ဒီအယုတ်လေးတွေကိုနွေသဘောကျမိတယ်။ဘာရမဟုတ်ပဲစာအုပ်ပြေတာချစ်တာပါရင် စိတ်ဆိုးတက်တဲ့ကိုနိုင်သာမြင်ဘလို့များဖြစ်မလဲဆိုပြီးကြိတ်ပြီးပြုံးမိတယ် နောက်ပိုင်းမကြာမကြာတွင်ငါဖတ်တဲ့စာအုပ်တွေထဲမှာအဲ့ဒီခဲချစ်အယုတ်လေးကိုတတိထားမိလာတယ်။တွင်လဲအဲ့ဒီခဲချစ်ပကြီးဆွဲရတဲ့သူတင်းကျင်လာမိတယ် နောက်ဆုံးຫນွယ်လည်းအဲ့ဒီလူကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်တော့တယ် ောင်းနယ်မှာရှိမှာလောကကြီးရဲ့မကျေနပ်ချက်တွေကိုမျိုးချထားတဲ့လူငယ်တယောက် ဲ့ခုံလေးကိုသေချာတဲ့တော့မကြိုးစင်နဲ့ဟုတ်တားရေခုံကိုဒီဧကမှာပဲထားခဲ့ပြီးမှအန်ဒီစီးလိုက်မယ်နေပူတဲ့သားနာနာနေနေလဲလို့ဟိုရေလဲတောက်သွားအောင်နော်သားမိမနေအဲ့ဒီကောင်တွေကိုလေတံပြော့ပြော့နဲ့ပြောနေလေနေခေါင်းပေါ်ချီးတက်ပါသွားလိမ့်မယ်နေတလောက်ပူနေတာကျမရေတောက်ဖို့ပြောတာပါနေပူပူမိုးရွာရွာသူတို့လောက်သူတို့လောက်အောင်မှာနော်ငါတို့ကပတ်စံပေးခိုင်းတာရှင်ကလေပြောဆိုရတာတော်တော်လက်ပေါက်ကတ် မင်းကောဘာမှခံပြောမနေနဲ့ဘာမှလဲမင်းသားခေါ်လိုက်တိုင်းရင်ဟဲ့ရရှိန်ဟုတ်ပြားပြီဘာလုပ်နေရလဲဒီမှာလာတယ်လေကွာဟုတ်ဟုတ်လာလာပြီဘာသာနေကြဟာဈေးဘောကြတော့တစ်ချိန်လုံးတောင်းနေတယ်တကားမှတူတူနဲ့နဲ့ချက်ထားတယ်ဘုရှိ နောက်နေ့ကျတော့တာဟင်ဝယ်ချက်ပေးမှာပေါ့မင်းချက်ထားတဲ့ဟင်လည်းမင်းပြန်ပြီးတော့စားကြည့်ဘယ်တော့မှတခြင်းတဖို့တော့ဆုံးအောင်မတီးနိုင်ဘူးဒါလားဆယ်တန်းဖြည့်ပြီးကစားလူငယ်တယောက်ရဲ့လွတ်လပ်မှုဆိုတာကျွန်တော်မေးလိုက်ချင်တယ်အဖေသာကျွန်တော်နေရာမှာဆိုနေနိုင်မှာလားလို့အတက်ကြီးတဲ့အဖေကကျွန်တော်ကိုမေးခွန်းတော့ပေးမှာမဟုတ်ဘူးချော်ဒီချောက်ကနေဘာမှမရှိရဒီရက်ွက်ကိုပြောင်းလာတာမကြက်ဘူး

အဲ့ဒါကြောင့်ကျွန်တော်ရဲ့စိတ်ထွက်ပေါက်နေရာတွေဒီနေရာလေးပဲ နာမည်ဘာလဲရှိမခုမဆန်ကောက်ဘူးလားတုံးရုံကကြောင်းလာတဲ့လူတွေတင်တယ်ဟုတ်ကဲ့လိစာလေးတီးကြတော့ပြောပြီနော်ဟုတ်အိမ်နံပါတ်41 3ရက်ကွက်တစ္ဆာလေးကျေးဇူး စောက်တွေဖတ်ပြီးကျွန်တော်သဘောကျတဲ့ဇလန်းတွေရဲ့နောက်ကျောင်းမှာပုံလေးတွေဆွဲရတာကိုကျင်းနေမိတယ်။ဆေးကူးရင်မီလျှောက်ဆွဲထားတဲ့ပကြီလေးတွေကိုကြောက်အောင်မြင်ပြုံးမိမလားဆိုတဲ့စိတ်နဲ့ကျွန်တော်ဆွဲတဲ့ပကြီတွေကိုတရားအောင်မြင်ပြုံးမိမလားဆိုတဲ့အတွေ့အကြုံတက်တက်ဆင်အောင်မှန်မှန်ကျွန်တော်အဲ့ဒီနေရာទីလိုက်ရတယ် စာအုပ်တွေညစ်ပေဆွတ်ပြတ်သွားရင်တံမိုးတက်ရောက်ချင်းပြရမလို့စီကံထုတ်ပြီးသားနော်အခုကညစ်ပတ်တာဆုတ်ပြဲတာမှမဟုတ်ပဲဟိုပုံလေးပဲဆွဲထားတယ်ဟာတိတ်ဆန်းအဲ့လည်းပါတယ်ခိုင်းလဲကျွန်တော်ဆွဲနေကြပါလေဗျာဘာမှမဖြစ်ပါဘူးဟာခိုင်းဆွဲနေကြဟုတ်လားဟာငါ sorry ဘလောက်ဆွတ်ပြတ်သွားလဲမသိပါဘူးကွာဟဲ့မင်းနာမည်ကိုခေါ်တယ်ရှေ့အေးမင်းနဲ့ငါနဲ့တော့တွေ့ပြီမင်းငါထားတဲ့စာအုပ်တွေကိုငါပြန်စစ်ပြီးတော့ ပုံဆွဲထားတဲ့စာအုပ်တဲကိုမင်းပြန်ကျော်ပေးရမယ်။ဟာ။အဲ့တော့ခင်ဗျာတက်တက်ညစ်ပတ်တာပဲ။မကျော်ပေးနိုင်ဘူးဗျာ။မကျော်ရလားမင်းလွတ်တာမင်းကျော်ရမှာပေါ့။ခင်ဗျာတက်တက်ညစ်ပတ်တာ။ဟဲ့အောင်စီကံထုတ်ပြီးသားကွာ။ဟာစီကံထဲမှာပုံဆွဲရလို့ပါမမပါတာဗျာ။ဟောနှွေရလာပြီပဲမင်းမျိုးမင်းမျိုးကတက်တည်ပြမယ်သူကဒီဆိုင်ရဲ့ဖောက်တယ်ပဲ ။နှဲ့။စောင်းတွေကပုံလင်ဆွဲရွှေရွှေပြရဆိုတာဟုတ်တယ်မလား။သူ့ပြောပြလိုက်ပါဦး။အဲ့လိုလို့ရင်ရော်ပေးရတယ်ဆိုပေမဲ့လည်းအေးကြားရမလားပေးရော်ကြီးခင်ဗျလည်းဗျာအခုစောင်းလာငါအဲ့လောက်ပတ်စံပြန်မမပါတာဗျာဟာမင်းမရော်ချိုးတမင်ညာဆင်းနေတာမဟုတ်လားဟောကျွန်တော်မှတကယ်မပါလို့ပြောနေတာဗျာငါမရောဘူးမင်းတမင်လောက်တာမဟုတ်လားခတ်တာပဲဗျာ ဟိုခဏနေပါအောင်ဟိုစိတ်လျှော့ပါခုနိုင်ဟိုသူတကယ်ပတ်ဆက်မပါလို့ဖြစ်မှာပါຫນွေပဲသူ့စာရော်ပေးလိုက်ပါမယ်နော်ချော့ရပြီနော်ရပြီရပြီဟမ်ဘလို့လူလဲသူ့စာလဲရော်ပေးရသေးတယ်ဂျေဆုတင်စကားတော့ပြောမသွားအောင် အော်ဆိုင်ပြေရောက်မှကျေးဇူးတင်စကားပြောမှာပေါ့လေသူငါ့ကိုအားနာပြီးရှက်နေတာပဲဖြစ်ရမယ်ဒီမှာမင်းဘယ်လိုကကူညီခိုင်းလို့လဲ ထားလိုက်ပါတော့နောက်ဆုံးငါ့ကိုတီးလည်းမတီးပဲအခုညီပါဘာဖြစ်ပြပါအမေပြဿနာပြပေးမယ်နောက်ပြန်ဒီချိန်ဒီနေရာမှာပဲစောင့်နေအောင်ပါသူများပြောသွားလိုက်တာဟေးဒီမဟဲ့ခေါနေလေးမကြောက်လားဟေးဟမ်妈。Ma.

တ်တမ်းမပြောနဲ့မကျင်တဲ့တက်ရှင်းယောက်ျားဆိုယောက်ျားစကားပြောတော့ဘာလို့ငောက်ရှောင်းနေရလဲလို့ငါမေးနေလေမဖြစ်ချင်ဘူးဟာဘာလို့ဖြစ်ချင်ရလဲနင်ပြောမှတာပဲလားအဲ့ဆိုငါသွားတော့နေဖက်ကငါ့ကိုစိန်ခေါ်နေမှာတော့ငါဖက်လည်းပြစ်သားတော့မှာပေါ့ဒီနေ့အစပြီးတော့ငါတို့နောက်ရဲ့ခင်မင်မှုအဆုံးတက်လိုက်အချင်းငါပိုင်ဆိုင်ခြင်းနဲ့ချင်း